တိုက်ပွဲတွေနိုင်နေပြီဆိုပြီးတော့ပျော်မွေးနေတဲ့အချိန်မှာတော်လိုင်းရဲ့အုတ်နစ်ဘယ်လိုချစားနေလဲဆိုတာစဉ်းစားကြည့်ပါခိုင်မာတဲ့စနစ်တကျတိဆောက်ထားတဲ့အုံမြင့်ဆိုတာမဟုတ်မှန်းလဲကျွန်တော်သိတယ်ကိုကိုကိုမလိမ့်ပဲနဲ့ကိုကိုကိုမညာပဲနဲ့အမှန်တိုင်းမြင်အောင်စဉ်းစားပြီးတော့ဖြေရမယ်မိကောဖြေကြည့်ပါတော်လိုင်းအုံမြင့်မှာဘယ်လိုချစားနေလဲအုံမြင့်မခိုင်ဘာဖြစ်မလဲဆိုတာတော့အားလုံးသိပါတယ်ဒီတော့ပြောပြပါမယ်မြန်မာပြည်ရဲ့အခြေအနေကသူများတွေလည်းမတူဘူး အမိုင်းမှာလည်းရှိခဲ့တဲ့တော်လိုင်းရေးမျိုးနဲ့လည်းသွားနိုင်ရှင်လို့မရဘူး။ TOD နဲ့စောက်အုပ်ထက်ကအတိုင်းလည်းသွားလို့မရဘူး။မြင်နေရတဲ့အာဘော်တွေနဲ့ရုပ်ရှင်ဇာတ်လမ်းတွေအတိုင်းလည်းလိုက်သွားလို့မရဘူး။ဒီတော့ဒီမှာပြောပြတာတော်လိုင်းရေးကຫນွေဦးတော်လိုင်းရေးနော်လက်လက်ကိုက်တော်လိုင်းရေးပြောင်းသွားခဲ့တဲ့အလုံးကခက်ခဲကြမ်းတဲ့လမ်းပေါ်ရောက်သွားပြီ။အဲ့လိုမျိုးတတိမထားမိရင်အန်တီရဲ့ကြီးကြီးမားမားဖြစ်နိုင်တဲ့အချက်၃ချက်ထပ်ပြီးတော့တွေ့ရတယ်ပေါ့ဗျာ။အဲ့တော့တတိပြတင်ပြချင်တယ်အချက်၃ချက်ရှိတယ်။ပရမတ်ဆိုအချက်ကစက်ကောက်စီကပြပအားကိုနဲ့လုံနေတဲ့ နှစ်ဖက်တွဲဆုပ်ဆွေးနွေးမှုအဲ့ဒါတကယ်ငြိမ်းချမ်းရေးလို့မြင်နေကြပြီလားကျွန်တော်တော့မမြင်ဘူးစက်ကောက်စီနဲ့ဘယ်လိုပဲပုံပဲနှီးနှက်ပဲဆွေးနွေးဆွေးနွေးငြိမ်းချမ်းရေးဖြစ်လာနိုင်တဲ့အခြေအနေမရှိဘူးအဲ့လိုပဲမြင်တယ်ရှုံးလိုက်လုံးနေကြနှီးပဲတကယ်တမ်းကဤမန်ကဲတာတော့ဖက်ဒရယ်ပေါ့ဗျာဒါပေမဲ့တပြီလောက်တည်းမဖြစ်နိုင်တော့ပါအကောင်းဆုံးအခြေအနေနဲ့သွားမယ်ဆိုတာမျိုးကတော့အရင်ဆုံးပရမအဆင့်ကိုစဉ်းစားမှာအခုကတဖွဲ့ချင်းစီကိုစစ်ကောက်စီကပြပတရုတ်အကူအညီနဲ့တခြားတခြားအာ တိုက်ပြပါဖြစ်နေပါပြီညာဖြစ်နေပါပြီအော်တဲ့လူသားချင်းတအားစာနာတဲ့လူတွေရဲ့အကူအညီနဲ့ကန်လန်ပြီးတော့ဗျာတော်တိုင်းပေါင်းစည်းမှုကိုလုံးလူမရအောင်ဖြုတ်ခွဲချင်နေတဲ့အခြေအနေမျိုးအဲ့ကလေးကနေပြီးတော့ဒါနားရောက်တဲ့လူတွေရှိမှာပေါ့ဒီမြေခွေးကောင်ကအကျအုပ်ကြီးတစ်ခုလုံးကိုငါတော့စားဖို့အတွက်တိုက်ရောက်မှာခက်ခဲနေမှန်းသိရင်ချက်ကလေးတစ်ကောင်ချင်းစီကိုခေါ်ပြီးအစာမြေးလေးတွေကျွေးပြင်မှတ်ကရှင်းပါတယ်အစိမ့်စိမ့်မောမှာပြုတ်ကွဲပြီးစားရအောင်လုပ်တာဒေါ်လာကြီးလည်းအဲ့လိုပဲအစိမ့်စိမ့်မောမှာပြုတ်ကွဲပြီးရှုံးအောင် လုပ်နေတာ ဒါပရမအချက်ဒုတိယချက်ကတော်လိုက်တက်ဖွဲ့တွေဂျားတန်းမှာအပြင်ကိုစစ်တပ်အတွင်းမှာပါမိဘွားလေးတွေပေါ်လာနေတဲ့ရှိုးဝဲလှောက်ရှားတဲ့အခြေအနေတွေရှိတယ်ဥပမာစစ်မှုထမ်းဟောင်းတွေရဲ့အကွန်ရက်တွေမျိုးတက်တဲ့ကမကျေနပ်တဲ့မိသားစုတွေရဲ့တက်မိသားစုတွေရဲ့လှောက်ရှားမှုမျိုးဒါကြောင့်တက်အချင်းချင်းပြန်ပြီးတော့ဟိုမတိမတတိုက်တာမျိုးပြိုကွဲတာမျိုးတွေဟာဖြစ်လာနိုင်တယ်ဒါပေမဲ့အဲ့နေရာမှာတက်အတွင်းမှာပြိုကွဲလို့ပြောပြီးတော့တအားသွားပြီးတော့မျောလင်းလို့မရဘူးသတိထားမှာကဒါတွေဟာတော်လိုက်ရေးရဲ့တော်လိုက်ရေးကြီးရဲ့ပေါ့ဗျာ ပေမရည်ရွယ်ချက်ကိုလမ်းလွဲထွက်သွားစီပြီးတော့ကိုကျိုးစီးပွားပုံကိုရေးပြတ်တာတော်လာရေးကိုအားနည်းစီတယ်အဲ့ဒီမှာမှတဖို့ဆိုတယ်တတိယအင်အားစုတည်းရပေါ်လာနိုင်တော့ပြောလို့ရတယ်ဥပမာတောက်လည်းမကျင်တတ်ဘူးတော်လာရေးအောက်ခြေကတချို့ဖွဲ့တွေနဲ့ပေါင်းလိုက်မယ်မကျင်တတ်ချက်တွေရင်ဖွင့်ရင်းနဲ့စကားပြောရင်းနဲ့နိစ္စသွားတဲ့အခြေအနေလိုမျိုးအဲ့လိုမျိုးဟာအပေါ်ကလည်းဘဟုလမ်းပြနဲ့သွားနေတာမဟုတ်တော့ဒါစစ်ကောက်စီဆိုတဲ့အဲ့ဒီဖြိုဘက်ဟာမျိုးမဟုတ်ပဲနဲ့နေရအနက် ဒေတာအများပြားကနေအချိန်မျိုးထပြီးလောင်ကျွမ်းနိုင်တဲ့တိုင်းဘုံတွေပဲဗျချိတ်ကိုက်ဘုံလေးတွေလိုပဲအဲ့ဒီမိဘတွေကလိမ့်လူရွှေထားလို့မရဘူးဒါဒုတိယအချက်တတိယအချက်ကအဲ့ဒါက liberated area ဆိုတာကကျွန်တော်အကန့်အသတ်နဲ့လွတ်မြောက်ရဆိုတာကတချို့ကတိုက်လို့လွတ်မြောက်တာတိုင်းသားဒေတာတွေမှာအကန့်အသတ်နဲ့လွတ်မြောက်နေပြီလို့ပြောလို့ရခနီးနေပြီဒါပေမဲ့တချို့ဒေတာတွေက sick ဘေးဒုက္ခနဲ့ဖိနှိပ်မှုအောက်မှာဆက်ရှိနေသေးတဲ့ လွတ်မြောက်မှုဟာကြီးမားတဲ့กว่าဟာချက်အဲ့လိုမျိုးမြင်မှာပဲလေလွတ်လွတ်လွတ်မြောက်နေပါတယ်ဟုတ်ပါတယ်ဟိုမှာတဲ့အမကန်မလွတ်မြောက်သေးတော့ကြက်တဲပြီးတော့တဲ့တွေဘွားတွေစသေးနေရတယ်အဲ့လိုမျိုးမြင်လာပြီးတော့ပြည်တော်စုတိဆောက်ရေးပဲဆွတ်ဆူထိခိုက်စေနိုင်တယ်ဒါတော့အရှင်းနေတယ်ပြီးတော့နိုင်ငံရေးနဲ့အစ်စ်ရေးဟာရှင်းရှင်းလေးပြနေတာကဘာမှပေါင်းဆက်ညီညွတ်မှုမရှိသေးတဲ့အခြေအနေကိုပြနေတာတခါတော့ရွာသွေးရမှာမီးလောင်နေတယ်ပေါ့ဗျာရွာသားတွေအားလုံးကလည်းမီးညှိရမယ်ပေါ့မီးကိုဝိုင်းညှိကြတာပေါ့ဒါပေမဲ့တချို့အုပ်စုကပြောတယ်ဟေး မင်းငိမ့်တာမိတပ်ပိုက်အနီရောင်ထဲမှာငိမ့်လို့ရမှာမင်းတို့တုံးနေတဲ့အပြာရောင်တွေကဘာတွေလဲတုံးလို့မရဘူးတချို့အုပ်စုကကြတော့မဟုတ်ဘူးငါတို့နီလန်အကောင်းဆုံးပဲမင်းတို့လည်းမရှုပ်နဲ့မင်းတို့ဘာမှသိတာမဟုတ်ဘူးတချို့အုပ်စုတွေကလည်းရေဘုံတွေနဲ့လက်ပြူကြအောင်ကိုပြေးပြီးတော့မင်းတို့တန်းနေကြငိမ့်နေကြတယ်အာပြူလဲတော့နဲ့ဂိုင်သူပြေးနေကြတော့နဲ့အပေါ်နေကြည့်လာတော့ဟာတော့ဘာလုံးနေတာလဲပေါ့နော်မိတပ်ပိုက်အနီနဲ့ငိမ့်လို့ရမယ်ဆိုတဲ့လူကတစ်မျိုးအုပ်စုကတစ်စု မင်းတို့တုံးနေအပြာရောင်တွေဆိုရေးမရဘူးတုံးမဝင်ဘူးတချို့ကလည်းမဟုတ်ဘူးငါတို့နီလာမှာအကောင်ဆုံးမင်းတို့ကဘယ်တော့တီးလို့လဲငါတို့က88နဲ့ကြာခဲ့ပြီဆိုတဲ့ဟာမျိုးအဲ့တော့ဟိုးဖက်အစွန်မှာကြာတော့တချို့ကလည်းမင်းငိမ့်နေတာကိုလာမကူတဲ့အပြင်အညိုးနဲ့ဘယ်လိုဖြစ်သွားလဲဆိုရင်တခြားအိတ်သေးသေးလေးတွေပါမီးရှို့ပြီးတော့သွားလိုက်ကြတယ်တခြားရောပြောင်းလိုက်ကြတယ်ဒီချိန်မှာမူလရွာနဲ့မူလအိတ်ကြီးတွေကတော့တောက်လောက်မြေတောက်လောက်နေဒုက္ခဆိုတာကိုနားလည်အောင်သဘောပေါက်ဖို့လိုတယ်စတိုရီအတူလေးကဘာကိုပြနေရလဲ ။အတူကိုအာယုံဆိုင်မဲ့အစားအချင်းချင်းတိုက်နေကြရင်လည်းပူပါဆောင်ရွက်မှုမရှိရင်လည်းရီမန်းချက်လွဲချော့နေတာကရတူဘာမှမလုပ်ဘဲနဲ့အော်တိုပိုအားကောင်းစေနိုင်တဲ့အချင်းဟုတ်လား။ရှင်းရှင်းလေးပါပဲနော်။ကျော်တူကမီးတောင်နေတာကိုအနီရောင်ထဲမှာငြိမ့်လို့ရတယ်။အစက်ရောင်အပြာရောင်အချားရောင်တွေမရောက်ဘူး။တရားမဝင်ဘူး။တချို့ကလည်းမရောက်ဘူး။ငါတို့ကအတွေ့အကြုံရှိတယ်။ငါတို့နေရအကောင်းဆုံးမင်းတို့လာမရှုံးနဲ့ဆိုတဲ့ကိုမတော်ကိုကိုနေအကောင်းဆုံးနဲ့ကိုအောက်ကိုလုံနေတဲ့ဆရာဆရာကြီးရဲ့နီးတချို့ကလည်းအာမိငိမ်းမတော့ရမှာဟာပြောနေလို့မဖြစ်ဘူးရေဘုတ်တွေကပြေးနေတိုက်မိလဲကြ ဟောတချို့ဟိုဘက်ဒါမှမီးငိမ့်တလို့လို့နဲ့ဟာဒီကောင်ဒီနဲ့တော့မဖြစ်တော့ပါဆိုပြီးတခြားအိမ်မှာမီးချုပ်ပြီးပြောင်းသွားလိုက်တယ်။သင်တော့ကြည့်လေအဲ့ဒါမီးငိမ့်တော့မဟုတ်လား။ရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်လဲ။ခင်ဗျားကြည့်သုံးခုလောက်တော့တွေ့ရတယ်။ငားလက်မဲ့ထည့်တယ်ဒီပုံဒီဟာနော်တေချာစဉ်းစားလေကျွန်တော်ပြောတဲ့ဟာအတိတ်ပဲပါပါတယ်။ဒီပထမဖြစ်နိုင်တဲ့ကစက်ကောင်စီကဒီလိုမျိုးဒီလိုမျိုးအခြေအနေကိုကြည့်ပြီးတော့ဘာမှမပိပပန်းပန်းအားမဆိုင်ရဘူး။သူဟာသူပြက်စီးနေလို့တော့နော်။ဒါဟာစစ်ကောက်စီအနိုင်ယူသွားတဲ့ပုံစံကိုပြောချင်တာ။ဒုတိယဖြစ်နိုင်ခြေက ကျွန်တော်တို့အတွင်းထဲမှာတင်တောင်မန်းပြီမြောင်မန်းပြီရှုပ်ချက်ခတ်ပြီးတော်လိုင်းလမ်းပြောက်သွားတဲ့ပုံတော်လိုင်းအဖွဲ့စည်းတွေကြားမှာဂုံယူမှုလွန်ကဲတာတွေရှိတယ်။တအားယူအောင်ပွဲခံတဲ့တအားယူငါတို့အမှအမှန်ပဲဆိုတဲ့ဟာမျိုးတွေရှိတယ်။ပြဿနာတွေလည်းဖြစ်တယ်။သိစိတ်ရတော့မပြောတော့ဘူး။တန်တရားတွေလည်းရှိတယ်။အချင်းချင်းကြားမှာဘယ်လိုနည်းနဲ့မှ ဆရာဆရာကြီးတွေပဲဖြစ်နေတဲ့ဟာတွေလည်းရှိတယ်တတိယဖြစ်နိုင်ခြေကတချို့နေရာတွေအောင်မြင်နေတယ်ဟုတ်ပါတယ်တချို့နေရာတွေဥပမာပြ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 လုံးမြောက်နေတယ်ပေါ့တချို့ကကြံ့နေခဲ့တယ်နိုင်ငံတကာအဲ့ဒါယူဟိုသူတို့ရုပ်ကန်လှောက်ရှားနေကြပါတယ်ဆိုပြီးထိုင်ပြီးတော့မြင်ပေးနေပြီးတော့စိတ်ကောင်းကောင်းနဲ့လှုပ်လှုပ်လှုပ်ငါတို့စောင့်နေတယ်ဆိုပြီးတော့ကြည်ပေးနေတာမျိုးမဟုတ်ဘူးစိတ်ကောင်းစီက legitimate ရှိ de facto de jure ရှိပြောနေကြစကားပေါ့ပေါင်းစည်းရမယ်ညီညွတ်ရမယ်ဆိုတဲ့ဟာပါပဲဒါပေမဲ့တေချာလေးဘယ်လိုလုပ်ရမလဲဆိုတဲ့ action plan တွေဘာမှမရှိဘူး roadmap တွေမရှိဘူးဖြစ် problem တခုကိုဖြည့်ရှင်းတဲ့နီးလေးမှာအမျိုးစုံရှိတယ်အဲ့ဒီနီးလေးထဲမှာဘာဘာနီးနာနဲ့ဘယ်လိုပဲနေရာမှာဘယ်လိုဖြည့်ရှင်းမလဲမရှိဘူးเนาะပြောကြတာတော့တပ်ပေါင်းစုစုပေါင်းကြီးနိုင်ပြီးတော့ဖြည့်ရှင်းပြီးတော့တပ်ပေါင်းစုလုပ်အဲ့ဒါလွယ်တယ်လေအဲ့ဒါပါးစပ်နဲ့ပြောရင်တပ်ပေါင်းစုလုပ်အဲ့ဒါမှနိုင်မယ်ပြီးတော့ပဲအဲ့ဒါအဖြေမှမဟုတ်တာတပ်ပေါင်းစုလုပ်ဆိုတာလက်တွေ့ကျကျလွယ်တဲ့ကိစ္စမဟုတ်ဘူးလွယ်လာတပ်ပေါင်းစုကလုပ်ဟေးဆိုရင်ဘယ်သူကလုပ်မှာလဲမင်းအဆက်ကြီးလာဆိုပြန်မေးလိုက်ပါဘောကျွန်တော်တို့မင်းကအမေပြေမှာရှိလို့လားအသက်တွေကအမေပြေမှာမေးပြောတလားမလွယ်ဘူးဆိုပြန်ပြောမှာပေါ့အဲ့တော့ ကိုစားပြုမှုမှမရှင်းတာလမ်းပြမိပုံကမရှင်းတာဘာဒီမန်းမသိပဲနဲ့ဘယ်လိုလုပ်တက်ပေါက်တော့ဆုပြီးတော့ပူရဲစိတ်ရုပ်ချုပ်အလက်ပိုက်စိတ်ရုပ်ချုပ်ဟုတ်တယ်ပရိုမနီကပြောရတော့လိုက်ကောက်စီဒါကတော့အိမ်မက်တွေလေဒါကပန်းနဲ့ရောင်းနေတဲ့ဟာလေရှင်းရှင်းပြောရင်ဘာမှမလုပ်ရသေးပဲလူချင်တဲ့ဟာတန်းပြောတော့စစ်စင်ကြီးပူရဲကိုကဲမှုထောင်းနောက်ချုပ်ထူထောင်ပြီးစနေတကျလှုပ်ရှားလှုပ်ရှားရမယ်ဟုတ်ပါလားဒါကဟိုအလွယ်တကူသိနိုင်ပါတယ်အရာသားတွေကောက်ွယ်ပေးရမယ်အမေတို့လက်လက်ကိုင်းတာပြည်သူကောက်ွယ်ဖို့တိစဒိဋ္ဌိမှာပါတာပဲဘယ်သူကလုံနေလို့လဲအလေးထားပြီးကိုကဟားနေတဲ့လွန်မြောက်နေမြေတွေကိုညှိနှိုင်းရမယ် ဒေတာလိုက်စုစည်းမှုတွေကနေအနာဂတ်ပုံစံအငယ်ကိုစပြီးတိဆောက်ထူထောင်ရမယ်တူတူစတင်လုပ်နေလဲအားလုံးရဲ့အနည်းတာတော့ချုပ်လိုက်တော့စီလုံးမှုဆိုတဲ့စကားတစ်ခွန်းနဲ့နေပြီးပါတယ်ကျွန်တော်တတိထားမှာအချက်၃ချက်မှဖြစ်တယ်နံပါတ်၁စစ်ကောက်စီရဲ့ divide and rule divide ကွန်ကွာခွဲခြားအုပ်စိုးတဲ့စနစ်ပြည်တွင်းမှာနော်တိုင်းရင်းသားတွေကသိပါတယ်ဒါပေမဲ့ပြည်ပကအရှိဝါကိုယူပြီးတော့လာတဲ့ခါကျရင်မဖြစ်မနေပါလိုက်သွားတဲ့အခြေအနေမျိုးကိုအထူးတတိထားမယ်တတိထားမယ်ခွဲခြားအုပ်စိုးမှုနံပါတ်၂တော်လိုင်းအတွင်း လမ်းကြောင်းတွေမတူဘူးကိုစားပြုမှုမရှိနေဘူးရလာတဲ့ရံပုံငွေခွဲဝေမှုဘာမှမသိတဲ့အခြေအနေဟာအတွင်းပိုင်းအကွက်ပြက်အန်ဒီယကိုမဖြစ်မနေထိုက်ချုပ်ဖို့စဉ်းစားဖို့လိုတယ်။နံပါတ်၃ကလွန်မြောက်နေတာလွန်မြောက်နေပြီအော်နေတာစစ်မှတ်တဲ့လွန်မြောက်မှုကွာဟာချက်ကိုနိုင်ငံရေးဥစားမှုကနေဖြစ်စည်းဖို့ခြေလမ်းစပြင်ရမှာအဲ့တုတ်ချက်ပဲ။ပွဲတွေမှာအနိုင်ရတာတခုလည်းမလုံလောက်ဘူး။တော်လိုင်းအင်အားစုတွေအင်အားစုစည်းပေါင်းတင်ဖို့လိုတယ်။အနာဂတ်နိုင်ငံတော်အတွက်ကိုဖလိတ်ဘလိုချရမလဲ။ ဘာလို့ခတ်မလဲခိုင်မှာဆိုတော့တိစားဖို့အတွက်ဘယ်အဆင့်ကနေစပြီးလောက်ရမလဲဆိုတဲ့ဟာတွေလိုတယ်ဟုတ်လားပြီးတော့စဉ်းစားကြည့်ပါစီလုံးချင်းမရှိတဲ့လොမြောက်ရေးဆိုတာလဲကဘာဒီအခြေအနေတခုမှတမိုင်းတိုက်ပွဲတွေမှာပြန်ကြည့်ကြည့်ရေရှိမခံပါဘူးပျောက်ကွက်သွားနိုင်တဲ့တစ်ချိန်မဟုတ်တဲ့အချိန်မှာတော်လာကြီးကရှေ့ကိုတိုးနေတော့ပဲဒီရက်တက်သွားတာတော့မဟုတ်ဘူးဒါပေမဲ့တိုးတော့တိုးနေတယ်ပေါ့လမ်းကြောင်းဘောက်ဆိုတာနေသူ့နေသူ့ဟန်နဲ့တိုးနေတယ် PDF တက်မတော်ကြီးအတွက်တိစားလို့ဆိုတော့ဘာမှမဖြစ်ပါဘူးအဲ့လိုပါနော်အကြောင်းပြချက်ကတော့စစ်အာဏာရှင်တိုက်ဖို့ပဲပြောမှာပေါ့အဲ့လိုမျိုး ဖက်ဒရယ်ဒီမိုကရေစီကိုတော်လှန်ရေးလုပ်နေတာမဟုတ်ဘူးเนาะအဲ့ဒါပြောခဲ့ပြီးသားပြီးတော့လိုအပ်တာကအကောင်ဆုံးကဖက်ဒရယ်အကောင်ဆုံးပဲတိုင်းတားတွေကလည်းသဘောတူညီချက်မရတော့ကိုဘတော်ကိုလွန်မြောက်အောင်တိုက်ပြီးဒီတော့အဲ့ဒီလိုမျိုးအောင်မြင်မှုအတွက်တည်ထောက်ဖို့အတွက်သင်ခန်းစာတွေအုံမြင့်တွေတော့ရအောင်ယူဖို့လိုတယ်ဖေချာဆွေးနွေးကြည့်ရရင်ဒီလိုပဲအထူးသဖြင့်တော်လှန်ရေးအင်အားစုတွေရဲ့အတွင်းပိုင်းအခြေအနေကတရားနဲ့တရားဒီလိုမျိုးချိန်နှောင်ထားတဲ့အခြေအနေမရှိဘူးเนาะ ကွက်ချာမီကွက်ချာစစ်မီလို့ကျတော့ခေါ်တာကွက်ချာမီတာလို့ခေါ်တာတဲ့အချိန်တွေကတော်လိုင်းအင်အားစုတွေကြားထဲမှာကတိုးပွားလာတာကအချင်းချင်းမကြေလည်မှုတွေမကြေနပ်မှုတွေနဲ့အပြိုင်ဆိုင်တွေဖြစ်လာတယ်ဒါဟာနေရာတိုင်းမှာလားဆိုတော့မဟုတ်ဘူးရအောင်စုစည်းပြီးတော့အာယုံဆိုင်ပြီးတိုက်နေတဲ့နေရာတွေလည်းရှိတယ်ဒီတော့အတွင်းရေးတင်းမာမှုတွေကလာမဲ့6လလောက်ဆိုပဲခင်ဗျားတို့ကျွန်တော်တွေးကြည့်လိုက်ဒီနေ့အကောက်လောက်ဆိုရင်ပဲပိုအချိန်မြင့်လာပြီးတော့ဘယ်အချိန်ပဲနေရာမှာကွက်ထွက်သွားနိုင်လဲဆိုတာမသိနိုင်ဘူးအတွင်းရေးတင်းမာမှုတွေ6လလောက်ဆိုရင်အဖွဲ့စည်းတွေဒေတာတွေကြား ယောက်ျီမှုတဖြည်းဖြည်းတဖြည်းဖြည်းတိုက်စားလာပြီဒါဟာဖြစ်လာကြတာကြာပြီပြီးတော့ပဋိပက္ခတွေကအရှေ့ရပေါပေါထွက်လာတယ်ဘာမှပြောလို့မရတာကဘယ်ဒေတာမှမအလဲပိုင်းမှာပေါ့နော်ဘယ်ဒေတာမှမဘာဥပဒေနဲ့မှတိုင်ကြပြီးအေးအေးယူလို့မရဘူးလက်နဲ့ကြိုင်ထားရစီရပဲလေကြီးတစင်းနဲ့စီးပြီးတော့တော်လိုင်းရေးဆိုပြီးတော့ဘောက်ခတ်ထားပြီးစီးနေတဲ့လေကပန်းလိုက်တစ်ခုစီတူသွားနေကြရင်ကလေပုံမှာရှိတဲ့လူတွေကငါကအရှိနာမထိုင်မယ်ငါကအလဲနာမငါကဆရာကြီးငါကဘယ်ဖက်လို့လော်ရမလဲ ဘလို့မှသဘောတူညီချက်တခုလည်းမရှိဘဲနဲ့လေကမရွှေ့ဘဲနဲ့လဲပြီးတော့အခြေချင်းအပေါ်မှာလေပေါ်မှာချနေကြတဲ့အခြေအနေမျိုးဖြစ်လာတယ်ငင်းခုတ်နေကြတယ်ပေါ့မချတော့မချသေးဘူးချတော့မယ်အဲ့လိုအခြေအနေမှာဘာဖြစ်လာလဲဆိုရင်အခုတပ်သားတွေတစ္ဆခန့်ပြောင်းသွားတာမျိုးအဖွဲတစ်ဖွဲကနေတခြားအဖွဲကိုကူးပြောင်းသွားတာမျိုးမြင်လာပြီးတိလာပြီးဆိုတဲ့အခြေအနေမှာဥစားမှုတစ်ခုကနေဒါကသဘောပြောတာနော် UNG အောက်ကထွက် MOD အောက်ကထွက်တာမျိုးတွေပေါ့တခြားဖွဲ့ ဝင်ပေမဲ့တိတက်ရက်တိတာမျိုးတော်လိုင်းကိုဆက်လုပ်နိုင်မယ်လို့ပဲပြောမှာပဲဒီအောက်ဝင်တော့လို့ NUG အောက်ကထွက်တော်တို့တွေရှိတယ်ဒါဟာနော်အပြက်အပြက်နဲ့ပို့ပြက်သွားအောင်ပြောနေတာမဟုတ်ဘူးအခြေခံအုံမြင့်အကြောင်းထက်နေတော့ကိုမြင်တော်အောင်ကျွန်တော်ပြောပြတာအဲ့တော့ဘယ်လိုဖြစ်လာဆိုရင်နော်တော်လိုင်းအင်အားစုတွေကြားမှာပို့ရှုပ်ထွေးပြီးတော့စေရေးပြဿနာအထိပြက်လာနိုင်တယ်ချက်စီယုတ်ဘယ်နာမှာကာရမလဲဆိုတာသဘောမတူနိုင်တဲ့အိမ်နေချင်းနှစ်ယောက်လို့ဖြစ်နေတယ် ဘာမှနာမည်တတ်မှတ်ထားခြင်းဘာမှခံချက်မရှိဘူးရှင်းရတာမှပဲစက်ကောက်စီတန်းညီမအတိမတ်ပြမှုရတယ်အခုဆိုရင်ကိုကန့်ဒီတော့ညီအတိမတ်ပြမှုရပါပြီဘုံမကျဲတော့ဘူးသူတို့ပြည်သူတွေဖျက်ပြန့်ခြင်းဒါဂျင်းနှက်စရာအခြေအနေမဟုတ်လားစကိုင်းတိုင်းဖက်မှာချိရ PDF တွေနဲ့ NUG ကဘာဖြစ်လဲညာဖြစ်လဲဆိုတော့အုတ်ချုပ်ရေးတို့ဒါအစိုးရဆိုတဲ့အပေါ်မှာအဲ့လိုဖြစ်လာနိုင်ချေရှိတယ်တဲ့ပြောလို့ရတယ်ဘာဖြစ်လို့ဆိုရင်မကြခင်မှာကျွန်တော်မြင်ရတဲ့ပုံစံဆိုရင် အာလိုအပ်ချက်အရအေအေလိုတိုးလာမဲ့ခါကြရင်ပြဿနာတက်လိမ့်မယ်တတိယအချက်ကအားကောင်းတဲ့တော်လိုင်းအဖွဲ့ကြီးတွေအဖွဲ့စည်းအတွင်းအနေပြီးတော့အဖွဲ့ငယ်လေးတွေထပ်ပြီးတော့ကွဲထွက်သွားနိုင်ခြေရှိတယ်ဥပမာဗျာဒါဟာတိတ်ပေကြီးတမန်ကနေအကိုင်းတွေခွဲထွက်တာထပ်ပြီးတော့ခွဲထွက်တဲ့ပုံစံမျိုးအဲ့ဒီအကိုင်းတွေဟာနေပဲလဲနောက်ထပ်တစ်ခါအကိုင်းငယ်တွေထပ်ပြီးတော့ဖြာထွက်လာပြီးအကိုင်းခက်ဒိုင်းဟာ သူ့ဘာသာတရားရှင်တန်ကြီးထွားနိုင်တဲ့အခြေအနေမျိုးဖြစ်သွားနိုင်တယ်။နံပါတ်၄ကနိုင်ငံတကာကလည်းအဲ့ဒီပုံမှာထောက်ခံမှုတွေထောက်ပံ့မှုတွေပို့ပြီးကွဲပြားသွားပြီးတော့ Alpha ကို Proxy ကိုကျိုးဆွဲတယ်လို့ဖြစ်သွားတယ်။နိုင်ငံတကာတော်လိုင်းအဖွဲ့တွေကိုတစ်ဖက်ထဲလို့မမြင်ဘူး။တစ်ဖက်ချင်းစီရွေးပြီးကူညီထောက်ပံ့တာမျိုးဖြစ်သွားတယ်။အဲ့ဒါပုံပြသနာကြီးတယ်။အဖွဲ့တွေကြားမှာရရှိတဲ့အရင်မြင့်မညီမျှမှုပေါ်လာတာ။ကွာဟမှုပို့ကြီးလာတာ။အเจ้าကနေအเจ้าဆရာကမုတ်ဝေတဲ့အခါမှာအချုပ်ကလေးကို ငါနဲ့အမျိုးမကင်းဘူးဆိုပြီးမုံနဲ့နဲ့ပို့ပေးတာမျိုးတွေဟာတချို့ကလည်းမင်းရဆုပ်ပြတ်တတ်နေတဲ့ကောင်လေးပါဆိုပြီးနည်းနည်းပဲပေးလိုက်တာမျိုးဟာခလေးတွေချာမှာမကျေနပ်မှုတွေရံဖြစ်တာတွေပို့ဖြစ်လာတာမျိုးပြောချင်တာဒါပေမဲ့ငါချက်ကအရေးကြီးဆုံးအချက်ဖြစ်တဲ့ပြည်သူလူထုတောက်ခံနိုင်တဲ့ယုံကြည်မှုကြဆင်းလာနေပြီဆိုတာသိဖို့လိုတယ်ပြည်သူလူထုယုံကြည်မှုကြဆင်းလာခြင်းဟာဘာလဲဆိုတာထွေထူးပြောစရာမလိုပါဘူး ပြီးတော့တော်တိုင်းအင်အားစုချင်းချင်းဘာဒီမှမသိငါတို့ကအားကိုးကြရမှရှိဘာဥပဒေမှလည်းခိုင်ခိုင်မမမရှိမညီညွတ်ဘူးပြည်သူတွေကြားသိလာတယ်ပြည်ပနိုင်ငံတွေကပလောက်စီပုံစံမျိုးဂျားခန့်တက်တွေကိုဆွဲထုတ်နေတယ်တကယ်တမ်းအလုံးမလုံးပဲဘာဒီလုံးနေကြမှမသိဘူးဆိုတဲ့အမြင်တွေမြင်လာပြီပြီးတော့အားကိုးရမယ့်ခေါင်းဆောင်တွေကလည်းမရှိဘူးကိုယ်ချင်းချင်းလည်းဘာမှမသိဘူးစိတ်ပြက်တာမျိုးနောက်လိုက်တွေယုံကြည်မှုပြိုကျတာမျိုးဘာဆက်လို့ရမှမသိတဲ့လမ်းပြောက်တာမျိုးခုနကပြောလို့မျိုးအဲ့လိုဖြစ်လာနေပြီဒါကိုပြောလို့စိတ်တက်ကြတယ်လို့တော်လိုင်းမအောင်အောင်ပြောနေရလားတို့ဘာလို့ညာတို့တွေးလို့မရဘူး အကြောင်းမိတောက်တယ်ဘယ်နေရာမှာဘလို့ဖြစ်လာမလဲဆိုတော့တော်လာရေးကြီးအလုံးစုံအောင်မြင်ရေးအိမ်မက်မိဘရောက်သွားတဲ့အချိန်နေပြောဒီမှာဒီလိုအတွင်းရေးပြဿနာတွေအကြောင်းကိုနော်ပုံကြီးချက်ပြီးပြောတာမျိုးမဟုတ်ဘူးတခါကကြရဘဝရိုးရှင်းတဲ့အဖြစ်ပြက်လေးတွေကနေသင်ခန်းစာယူဖို့လိုတယ်ကျွန်တော်စတိုရီအတူလေးတွက်ပြမယ်တော့အုတ်ကြီးတခုတော့အုတ်နော်တစ်ပေတပင်ကနေပန်းသီးအများကြီးတီးနေတယ်ပေါ့ဗျာနော်တော့အုတ်တယ်မှာတစ်ပင်ပန်းသီးအများကြီးတီးနေတယ်အဲ့တော့တော့တလေးဆန်လေးတွေအားလုံးပန်းသီးခူးဖို့ ီစဉ်ကြတယ်အကောင့်ကြီးရဲ့အကောင့်လေးအကောင့်ငယ်တဲ့အကောင့်လေးအကောင့်သေးလေးပါလဲအာအရက်မြင့်တဲ့တက်ကလက်အုပ်လိုမျိုးလဲပါမှာပေါ့ဗျာစီလုံးကြီးညောစွာနဲ့စီစဉ်နေကြတယ်အဲ့ဒါမှာမြေခွေးကရုပ်လေးကကြတော့ဘယ်ပန်းတရားနေပြီးတော့အမတ်ဆုံးဖြစ်လာမလဲဆိုတာကိုရှာပေးတယ်နော်အားလုံးစီစဉ်ပြီးတော့တကယ်တကယ်အလုံးလို့တော့နော်အဲ့ဒါမဟာဗျူဟာခင်းတာပေါ့ဗျာစီစဉ်ပြီးနေပြီးအားလုံးဟောင်းနေကြတယ်တကယ်တကယ်လည်းအလုံးလို့ရောမြေခွေးကသူ့မဟာဗျူဟာအတိုင်းမလုံးလို့ဆိုပြီးတော့ဝဲဝံနေရဖြစ်တယ်ဝဲဝံလာဆောက်ကြတဲ့လေကားပါလို့ပြောထားရတဲ့တာနဲ့မြေခွေးနဲ့ချတာပဲဒီတော့ လေကားကိုမြေခွေးတော်ရနေရမှာမထားဘူးသူထားခြင်းနေရသူထားတယ်ဒီဖက်ကကြည့်အမှန်ဟိုဘက်ကြည့်အမှားအဲ့မှာများပါတယ်ဘသူစကားမှနားမထားဘဲသူကြိုက်တဲ့အကိုင်းပေါ်အရင်ပြစ်တက်ပြီးတော့ခူးတယ်ရုပ်လေးကဘယ်ပန်းတီအမတ်ဆုံးလဲဆိုတော့ပြောပြပြီးပြီးဒါပေမဲ့ဘသူကမှနားမထောင်ဘဲကိုမီနဲ့ပန်းတီအမတ်ဆုံးဆိုပြီးတော့ကိုအပတော်ခူးဖို့ပဲစူးစမ်းနေကြတယ်နောက်ဆိုတော့ပန်းတီတလုံးမှမခူးနိုင်ပဲအချင်းချင်းစကားများပြီးတနည်းကုန်သွားတယ်ရိုးရိုးရှင်းရှင်းလေးပဲကျွန်တော်ပြောပြတာလက်ရှိအခြေအနေကဒီလိုအခြေအနေပဲ တော်လိုင်းအင်အားစုတွေကိုအချင်းချင်းဒီလောက်ပြဿနာတွေကွဲလွဲမှုတွေရှိနေတာတာမှစစ်ကောက်စီကိုဘာလို့ဖိအားဆက်ပေးနိုင်သေးတာလဲဖိအားပေးနိုင်တော့ပဲတင်တော့ဒီလောက်ပြဿနာတပုံနဲ့မဟုတ်လားဘာဖြစ်လို့လဲဘာဖြစ်လို့စစ်ကောက်စီကိုဆက်တိုက်ဖိအားပေးနေနိုင်နိုင်နေသေးတာလဲဖိအားဘာလဲအဓိကစစ်ကောက်စီကိုယ်တိုင်ကအင်အားချိနဲ့နေလို့နိုင်ငံကဖိအားတွေကြံ့နေသေးလို့အရေးကြီးဆုံးကတိုက်နေသေးလို့ပြည်သူလူထုကစစ်ကောက်စီရဲ့အကြမ်းဖက်မှုကိုလုံးဝလက်မခံနိုင်တဲ့အခြေအနေစိတ်ဓာတ်ခွန်အားရှိနေသေးလို့ လိုင်းအဲသူတွေဘလောက်ပဲရှုပ်ထွေးနေပါစေဆက်သွားနေပြီးတော့ဆက်ကစီမလိုလားတဲ့စိတ်တစ်ခုတည်းနဲ့ဆက်လက်ဖိအားပေးတွန်းအားပေးနေတာအဲ့ဒါပြောင်းပြီးပြီပဲမဟုတ်လားအဲ့ဒါလေးကြံနေလို့ကျွန်တော်တို့စိတ်တွေကျွန်တော်တို့အားကျွတ်မှတ်တယ်ပြောနေနိုင်သေးတာဘာဖြစ်လို့လဲပြောချင်တာကအဲ့ဒီစက်ကောက်စီကိုမုန်းတီးတဲ့စိတ်မလိုချင်တဲ့စိတ်ကိုဘလို့အခြေအနေပဲဖြစ်ဖြစ်ဒီကောင်းကိုမုန်းတယ်ဆိုတဲ့စိတ်ခွန်အားတစ်ခုတည်းနဲ့ဆက်လက်တွန်းအားပေးနေတာဒါပေမဲ့ဒီလိုအခြေခံမုန်းတီးစိတ်တစ်ခုတည်းနဲ့ခိုင်မာတဲ့အနာဂတ်နိုင်ငံဒီဆောက်လို့မရဘူးမုန်းတာမုန်းတာတစ်ပိုင်း ီစားလို့မရဘူးဆက်ပြီးတော့မြင်အောင်ကြည့်လိုက်2025အကုန်2026လောက်မှာဘာဖြစ်လာမလဲမညီမျှတဲ့လွန်မြောက်နေပြီဖြစ်လာမယ်အခြေအနေရဲ့အနာဂတ်ပုံရိပ်တွေကတဖြည်းဖြည်းမြင်သာနေပြီနေ့စဉ်နေတာပြောနေဆိုနေသုံးသန်းနေဘက်ဆော့ဆူတော့ဆူတော့ဆော့ကနေပြောနေနေမြင်နေရပြီတိုက်ပွဲအောင်မြင်တာတချို့နေမြင်နေအောင်မြင်နေပြီကိုနေမြေကိုစီမံနေကြပြီရနေတဲ့လွန်မြောက်နေပြီဖြစ်မယ်ဒါပေမဲ့အချိုးမညီဘူးတစ်ဖက်မှာပြည်ပြန်ပြန်တိုက်နေရတယ်ငါတို့လာမထီးတာထီးနာမယ်ငွေပါမယ်ဗျာအဖျဲထားလိုက်မှာပေါ့ဗျာပြီးတော့အဲ့လိုမျိုးကိုနေမျိုးကိုစီမံနေပြီဖြစ်တဲ့ဒေတာတွေနဲ့ စစ်ကောက်စီထိချုပ်မှုအောက်ကရှိနေတဲ့ဒေတာတွေကြားမှာကွာဟချက်ရအကြီးဖြစ်နေတယ်မဟုတ်လားအဲ့ဒါလုံမြောက်တယ်လို့ခေါ်လားအဲ့ရဒီဘာတွေဆက်ဖြစ်နိုင်လဲဒါလက်တွေ့ကြကြဒီလိုပဲသွားတာပဲဒီဟာကိုကြော်ပြီးတော့ငါတို့နိုင်နေပြီဆိုတာလက်တွေ့မကြောက်ဘူးပြီးတော့ဘာတွေဖြစ်နိုင်လဲဆိုရင် scenario 1ဒေတာ light ကိုပိုင်အုပ်ချုပ်ရေးအစိုးရပုံစံတိတိလေးလေးပေါ်လာလိမ့်မယ်တချို့လုံမြောက်နေပြီတွေကဘဟုမဆောင်တော့ဘူးခုဘက်ကအုပ်ချုပ်ရေးရန်ဒီယာတွေစတင်တိဆောက်လာလိမ့်မယ်ဒါလည်းလာနိုင်ပါလေကချင်မှာကချင်အစိုးရရခိုင်အစိုးရသူ့အနေနဲ့သူသွားနေတာပဲ ီးတော့ Federal အုပ်ချုပ်ရေးကချင်မှာပုံစံကိုယူထားတယ်ရခိုင်မှာ AA ရဲ့ပုံစံမျိုးနဲ့သွားတယ်တတိထားမှာကအဲ့ဒီဟာတွေပြန်ချီနှောင်ထားတဲ့ဂျိတ်တွေလည်းမရှိဘူးတနင်္ဂနွေလောက်တဲ့ခိုင်မာတဲ့ဘဟုအစိုးရတခုလည်းမရှိဘူးသူတို့စီကနေလည်းကိုစားပြုပြီးတော့ဘဟုအစိုးရမဖွဲ့ထားဘူးအဲ့ဒါဟာပိုခက်ခဲသွားစေနိုင်တယ်ဒေသတွေတိချစီသွားချင်တဲ့စိတ်နဲ့သွားနေကြတဲ့အခြေအနေနော်သွားချင်လာကြလိမ့်မယ်တချို့ဒေသတွေပါအဲ့လိုမျိုးဒီတော့ scenario နှစ်ကအဲ့ဒီဟာကိုမြင်ပြီးတော့လမ်းကြောင်းကိုပြန်ပြီးတော့ဥပမာပေါ့ဖက်ဒရယ်ဖြစ်ဖြစ်တခြားကောင်းစီတခုမှာပေါင်းစီရေးဆွေးနွေးပွဲတွေအကြက်တဲ့ ဖြစ်ပြီးတော့မလုံနိုင်ပဲနဲ့เนาะအခုလိုမျိုးပေါ့ဗျာတကွဲတပြားစီသွားနေရအောင်ပြန်ဆူရမှဟာမဆူနိုင်ပဲနဲ့တင်းမောင်မှုတွေနဲ့ဆက်သွားပြီးတော့เนาะဆွေးနွေးပွဲအလားလောက်အကြက်တက်ဖြစ်မရောက်နိုင်တော့ပဲရက်တန်သွားတော့မျိုးဆွေးနွေးပွဲပြန်မပါလို့တော့ဘယ်လိုနည်းနဲ့မှပြန်ပြန်ဆူစည်းလို့မရတော့ဘူးလို့သာမှတ်လိုက်ပြီးတော့ဘာဖြစ်လို့ဆိုရင်အားလုံးအင်အားကောင်းတော့လို့အားလုံးဆိုတော့အတိုင်းအတာပြီးရင်အလယ်မှာလာလိမ့်မယ်ပလဲနဲ့ရင်းမပင်းနဲ့ကဏီနဲ့အဲ့တော့ဒီလာလိမ့်မယ်ဒီတော့နိုင်ငံလုံးနိုင်ငံလုံးဆိုင်ရာခေါင်းဆောင်မှုရှင်းရှင်းလင်းလင်းအဖွဲ့ရောကိုစားပြုမှုရောမရှိဘူး ်အခြေအနေမှာဘာမှ Federal Fed ကြီးပေါ်အခြေခံဥပဒေမျိုးကိုယ့်ရဲ့တရားရေးအားကိုးရမဲ့တော့မတရားလာလုံးရင်အားကိုးရှာမဲ့တရားရေးမှန်တိုင်းလည်းမရှိဘူးတကယ့်အရေးကြီးတဲ့အခြေခံနိုင်ငံရေးအခြေခံကိုညှိနှိုင်းဖို့အရန်ကိုခက်ခဲလာလိမ့်မယ်ဒါဟာနိုင်ငံလုံးနိုင်ငံလုံးဆိုင်ရာ Federal ပဲဆိုဆိုပေါ့ဗျာပုံဖော်မှုပြက်စီးပြီး data alike တိချာတိချာပေါင်းပူပေါင်းတဲ့အဆိုပြုချက်တွေထွက်လာတာမျိုးဖြစ်နိုင်တယ်တော့ပေါ့ပါပါဒါဟာ အဲ့လိုပြပါတယ်ဘယ်လိုသွားလဲဆိုတာရှေ့မတွန်းနိုင်ပဲနောက်ပြန်သွားတော့မဟုတ်ရင်ရက်တန့်သွားတဲ့အခြေအနေကိုဥတီသွားတာဒါမျိုးတွေဖြစ်လာနိုင်တယ်ခြားနေရာတွေမှာရောဒီတော့ scenario 3ကအဲ့လိုဖြစ်ပြီးတော့လုံမြောက်ပြီးတဲ့နောက်မှာထိဆက်ဒေတာကိုယ်ချင်းချင်းပြန်လဲတိုက်ခိုက်တာတွေဖြစ်လာမှာပဲဒီတော့တော်တိုင်းဖွဲ့တွေကိုယ်ချင်းချင်းပြန်ပြီးတော့တိုက်ခိုက်လာနိုင်တာတွေဖြစ်လာနိုင်တယ်ဘသူမှမဖြစ်ချင်ဆုံးအခြေအနေကိုဖြစ်သွားနိုင်တယ်ပြောတာသိမကြဘူးအဲ့လိုဆိုးွားနေတဲ့ scenario တွေအခြေအနေတွေဖြစ်လာတယ်ဒါပေမဲ့အဲ့လိုကြားတဲ့မှာမှာ ကောင်းတဲ့ဘက်ကဖြစ်နိုင်ခြေကိုပြန်ရှာပြီး ပြောလို့ရသေးတယ်။ညှိနှိုင်းချက်တစ်ခုလည်းရှိတယ်။ဒါကလေယာလိုက် အစစ်စစ်ဖက်ဒရယ်သဘောတူညီချက်တွေပေါ်လာတာမျိုးပြောလို့ရတယ်။မတူညီတဲ့အောက်ချုပ်မှုပုံစံတွေမတူညီတဲ့ဖွံ့ဖြိုးမှုအဆင့်တွေရှိတဲ့ဒေသတွေကသူ့ချင်းချင်းပေါင်းစည်းပြီးသူတို့အခြေအနေနဲ့ကိုက်ညီတဲ့သူတို့ပေါင်းစည်းထားတဲ့ဖက်ဒရယ်အစိုးရပုံစံတရက်ပေါ်ပေါက်လာအောင်ဖန်တီးလို့ရတယ်။အဲ့ဒီအဆင့်ကိုဆင်းပြီးလောက်တော့ပဲပို့ပြီးပြင်နိုင်မယ်။ ဥပမာမြန်မာပြည်နယ်များစုဒေသများစုရဲ့ပူပေါင်းဖက်ဒရယ်ကောက်စီလိုမျိုးဖြစ်လာနိုင်တယ်။ဒါကခုနကကျွန်တော်ပြောခဲ့တဲ့အရှိမပြောခဲ့တဲ့အတွင်းရေးအကြောင်းတွေအမျိုးမျိုးအခြေအနေတွေမှာဖက်ဒရယ်ပြည်ထောင်စုအုံမြင့်ကိုအတုံးချနိုင်မလားဆိုတဲ့မေးခွန်းရဲ့အဖြစ်တစ်ခုပဲ။ပြောလို့ဘယ်တော့အတုံးချနိုင်မလဲဒီအောင်ဒီလကြောင်ပဲသွားရမှာ။သူနဲ့လည်းပဲညီတဲ့မတူညီတဲ့အုပ်ချုပ်မှုပုံစံတွေမတူညီတဲ့ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေရှိတဲ့ဒေသတွေဟာသူတို့ခြေနေတဲ့သူတို့ကိုင်းကြီးတဲ့ပူပေါင်းမှုနဲ့ ဖက်ဒရယ်အစိုးရပုံစံမျိုးအစိုးရတရားပေါ်ပေါက်လာနိုင်တယ်။ပူပေါင်းဖက်ဒရယ်ကောင်စီလိုမျိုးထွက်လာနိုင်တယ်။ဒီတော့အခုပြောခဲ့တဲ့အချက်တွေမှာဒီနောက်ဆုံးကမ်းမှာပေါ့အဓိကအချက်တွေကိုဘာအချက်တွေတင်ကားစာယူလို့ရတာတောက်တက်ကြည့်အောင်တောက်ခုတော့ပဲရှိပါတယ်။နံပါတ်၁ကတော်လာရေးမှာအတွင်းရေးမညီညွတ်မှုတွေရဲ့ကွဲလွဲမှုတွေဟာအုံမြစ်ထဲမှာအကြောင်းထက်နေတာဟာပြပရန်သူလိုပဲအန်ဒီရအလွန်ကြီးမားပါတယ်။နံပါတ်၁နံပါတ်၂ကလူမျိုးနဲ့မျိုးတွေကြောင့်မညီမျှမှုတွေရှိတယ်။ တိတိကျကျမစီမံရင်ဘာအနာဂတ်ဖက်ဒရယ်ပြည်ထောင်စုဒီမိုကရေစီမျိုးသားညွန်ရေးဘာမှမရှိဘူးအဲ့ဒီတိဆောက်ရေးကအိမ်မက်လိုပဲနိုးလိုက်ပျောက်သွားလိမ့်မယ်ဒါပေမဲ့အဲ့ဒီအတွင်းရေးစိတ်ခေါ်မှုတွေကိုရေးဆိုင်ကြော်လွှားမှဆင့်မှန်တဲ့ငြိမ်းချမ်းရေးဆိုတဲ့ခိုင်မာတဲ့စနစ်ပြည်ထောင်စုပဲဆိုဆိုနော်အစင်လိုက်အစ်လိုက်ပူပေါင်းဖက်ဒရယ်ကောင်စီပဲဆိုဆိုပေါ်လာနိုင်မှာဖြစ်ပါတယ်မတ်တွေဦးထွန်းလိုက်အောင်မြင်မှုပန်းလိုက်စီအရောက်သွားမလားခုနကပြောတဲ့တင်ကန်းစာတုတ်ခုတွေကိုတတိထားပြီးတော့ရေရေတတိလက်ခံကြော်လွှားမလား ကိုယ့်ရဲ့အတွင်ရေးဒဏ်ရာတွေကိုမဖြေရှင်းနိုင်ပဲနဲ့လမ်းခုလမ်းမှာရပ်တန့်သွားမလားဆိုတာအခုချိန်မှာဒီပြဿနာတွေကိုကျွန်တော်တို့ခင်ဗျားတို့အားလုံးဘယ်လိုကင်တွယ်ဖြေရှင်းနေလဲဆိုတာအဓိကမူတည်ပါတယ်ကျွန်တော်အားလုံးပါဝင်ပြီးစဉ်းစားရမှာဖြစ်ပါတယ်ပြီးတော့မြေအောက်မှာအုံမြင့်ထဲမှာဖြစ်နေတဲ့အကြောင်းလေးတွေဟာမြေပြင်ပေါ်ကတိုက်ပွဲတွေထက်ပိုပြီးတော့နောင်တရစေနိုင်ပါတယ်ကျေးဇူးတင်ပါတယ်